မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်အမှတ်323မှာမိုင်းဆွဲခံရမှုကြောင့်စစ်သား5ဦးသေဆုံးခဲ့တဲ့စစ်ကားထဲမှာဘုံမှုကြောင်နိုင်ဝင်းဦးစီးတဲ့ ASEAN တပ်နက်ပြပြိုင်ပွဲဝင်မဲ့ ရှီကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ22ရက်နေ့မွန်လွယ်တနအီခွဲအချိန်မှာမြကြီးနာတပ်ကနေအာဆီယံတနက်ပြပြိုင်ပွဲဝင်ကြမယ်။ရှီကောင်စီတပ်ဖွဲ့ဝင်အင်အား35ဦးဟာဘုံမှုကြုံနိုင်ဝင်းရဲ့ဥဆောင်မှုနဲ့ စစ်ကားနှစီမှာလိုက်ပါလာကြတယ်လို့သိရပါတယ်စစ်ကားနံပါတ်4348ဘာကုန်းစစ်စိမ်းရောင်နဲ့4386စစ်စိမ်းရောင်ကားနှစ်စီးလုံးနဲ့လာရောက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့နေပြည်တော်မန္တလေးအမြန်လမ်းမိုင်းတိုင်အမှတ်323မိုင်းတိုင်အမှတ်1မြင်းဆောင်2တို့မှာစစ်ကားတစီးမိုင်းဆွဲခံခဲ့ရတယ်လို့သိရပါတယ်။ရင်အမှတ်4386စစ်စိမ်းရောင်စစ်ကားဟာမိုင်းဆွဲခံရမှုကြောင့်ရင်မောင်းတက်သားမျိုးမင်းစိုးထောက်ပို့ရေး121မကွေးဟာ ဥကားကိုမိုင်းစာထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်ဘုံမူကျော်နိုင်ဝင်းဟာလည်းလေဘင်းကိုထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တက်ကြကြီးမျိုးတီဟာကျော်ဟာစိုးရင်ရတဲ့လေဘင်းထိမှန်ဒဏ်ရာရရှိကာ တက်ချက်ပြေဖြိုးသူဟာဝဲဘက်စည်းကုံ1 byte လေပင်ထိမှန်ပြီးတော့စိုးရင်ရဒဏ်ရာရရှိခဲ့ပြီးတပ်သားနန္ဒအောင်ဟာခါတန်ရမစိုးရင်ရရရှိခဲ့ကြောင်းသိရှိရပါတယ်။မိုင်းဆွဲခံရတဲ့ရင်အမှတ်4383 matrix 6ဘိန်းစစ်ကားရဲ့ရှိတ်လေကာမှန်နဲ့ဘဲညာတကားမှန်တွေကွဲသွားပြီးတော့ဘဲဘက်ရှိတ်ဘိန်းပောက်သွားခဲ့တယ်လို့သိရပါတယ်။အခင်းဖြစ်သွားတဲ့နေရာကိုအဲ့ဒီတပ်ဖွဲ့ဝင်တွေကနေနေရှင်းလင်းခဲ့ပြီးတော့ဒဏ်ရာရရှိတဲ့သူများကိုမိထီလာတပ်ဆေးရုံကိုတင်ပို့ကူတာမှုခံယူနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့ပေါ်မှာရှိတဲ့ရဲစခန်းထွေအုံရုံးအပါဝင်အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြားပြီးစစ်သားအလောင်းများကိုနှစ်ရက်ဆက်တိုက်တကြုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ16ရက်နေ့မှာစာလင်ကြီးမြို့ပေါ်မှာရှိတဲ့အချမ်းဘတ်စစ်ကောင်စီရဲ့အထိုင်ချတပ်ဆွဲထားတဲ့ဆေးရုံမင်းကန်ကြီးတာဝရင်သာကျောင်းထွေအုံယုံစာလင်ကြီးရဲစခန်းတို့ကိုဗမာလွတ်မြောက်ရေးအဖွဲ့ဒီမိုကရက်တစ်တပ်ဦး BODF စစ်ဒေသတက်ကရဲဘော်များနဲ့အတူတော်လိုင်းရေးညီနောင်မဟာမိတ်များက fixed wing drone များ40မမ60မမ80မမနဲ့190မမလက်နက်ကြီးများနဲ့ဘုံအလုံးကြီးတရာကျော်ကိုနှစ်နာရီကျော်တဲ့အထိဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မြေပြင်ကနေလည်းအကြမ်းဖက်စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာများကို point 3 point ကနေရာယူထားတဲ့တော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲပထမအကြိမ်မှာ ရွှေရုံထဲမှာအထိုင်ချတပ်ဆွဲထားတဲ့ဘန်ကာတချို့ကိုဝင်ရောက်စီးနှင်းနိုင်ခဲ့ပြီးတော့စစ်သားများကဘန်ကာများကိုဆုတ်ခွာကစခန်းထဲကိုပြန်လည်ဝင်ရောက်နေရာယူပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့ ်ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်မွန်းလွဲ၂နာရီခန့်မှာဒုတိယအကြိမ်ထိတွေ့တိုက်ပွဲမှာမင်းကန်ကြီးဘောင်နာကနေရာယူထားတဲ့ဘန်ကာကိုဆက်လက်တိုက်ခိုက်ရာအပြန်လန်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်မနက်၈နာရီခန့်ကနေညနေပိုင်း9နာရီခွဲအထိကိုဝင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲ၅ကြိမ်ထက်မနည်းအပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိနာပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့ရာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းရဲဘော်ဘက်ကရဲဘော်၂ဦးမစိုးရိမ်ရာထိခိုက်ဒဏ်ရာရရှိကာ ရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီးကျန်တဲ့တော်လိုင်းရင်ညီနောင်မဟာမိတ်အဖွဲ့များကတော့အထီးကိမ်းမရှိပဲအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး20ရက်နေနဲ့21ရက်နေမှာစစ်ခွေးအလောင်းတွေကိုနာရီးလုံနေတယ်အ ਨੇ ဆုံး3កောင်လောက်တော့သေးတယ်20ရက်နေညနေမှာမုံရွာကနေပြီးတော့အင်အားတရာကျော်ပို့ပြီးတော့ကန်ကပ်ပြီးပြီးချင်းပဲအရသာပြည်သူတို့ဦးကိုပြစ်ခတ်တာတယောက်ကခေါင်းထိပ်ပြီးတိတ်သွားတယ်ကျန်တဲ့တယောက်ကတော့လက်မောင်းထိပ်သွားတယ်လို့ မုံရွာ people defense force ဆလင်ကြီး sub committee ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဗမာပြည်သူ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF စစ်တေသတက်ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆလင်ကြီးရင်းမာပင်ခရိုင်တိုင်ရင်းများနဲ့ညီနောင်မဟာမိတ်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်ဂွားမြို့နယ်မှာ တိုက်အင်အားနှဲပါနေတဲ့အတွက်စစ်ကောင်စီကပြည်သူစစ်မှုထမ်းများကိုရာနဲ့ချီခေါ်ယူပြီးတော့အင်အားဖြည့်တင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကွမ်းမြို့နယ်မှာစစ်ကောင်စီရဲ့ချင်းမြန်တိုက်ရဲနှစ်ခုဖြစ်တဲ့ခမရ962နဲ့963တို့ရှိပြီးတော့အဲ့ဒီတိုက်ရဲများကိုစစ်ကောင်စီက ပြည်သူစစ်မှုထမ်းများကိုပေးပို့နေခြင်းဖြစ်တယ်လို့သိရပါတယ်။ကွာမျိုးကန်တအူးကဒီအပေါခံရတဲ့စစ်မှုထမ်းတွေကိုဒေသခံရဲတွေနဲ့ပေါင်းပြီးတော့ဂိတ်တွေမှာရက်ွက်တွေမှာလုံခြုံရေးလုံခိုင်းထားတယ်။လက်နက်တွေလည်းတပ်ဆင်ပေးထားတယ်။အင်အားကယာကြော်တာပေါ့။ဒါပေမဲ့ပြည်သူစစ်တွေကလည်းထွက်ပြေးကြတဲ့သူတွေရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ခမရ962နဲ့963တပ်ရင်းနှစ်ခုပေါင်းရင်တော့မှတပ်သား150ခန့်သာရှိတဲ့အတွက်စစ်ကောင်စီက2024ခုနှစ်မေလကတည်းက ပြည်သူစစ်မှုထမ်းများကိုအင်အားဖြည့်တင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။မေလပထမဘက်ကပြည်သူစစ်မှုထမ်း80ဦးကိုခမရ963တရင်ကိုပို့ပြီးတော့တရင်ပတ်ဝန်းကျင်ကိုမိုင်းထောင်ခြင်းလုပ်ငန်းများနဲ့ဘန်ကာများဂရုချင်းများတူးခိုင်းခဲ့တယ်လို့သိရပါဗျ။တန်ရွေးမျိုးနဲ့လက်လွတ်ဆုံးရှုံးကဂွားမျိုးနဲ့တိုက်ပွဲများအချိန်မရွေးကူးဆက်လာနိုင်တဲ့အတွက်စစ်ကောင်စီကလူအင်အားလက်နက်အင်အားကိုအချိန်ဟုန်မြင့်ပြီးတော့ပြင်ဆင်နေတယ်လို့နောက်ထပ်ဂွားမျိုးကန်တအုပ်ကပြောဆိုထားပါတယ်။နေဗီကလောလောဆယ်မျိုးအနီးနားမှာတစည်းရှိတယ် အဲ့ဒီအစည်းကိုလည်းအမြောက်ကြီးစံနေပို့နေတာတွေ့ရလူဝင်အားလည်းပို့ထားတယ်တပ်စခန်းတွေကိုလည်းဆယ်ဘင်းကားကြီးတွေနဲ့လူဝင်အားတွေပို့နေတာရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ပန်တွဲမြို့နယ်ကစစ်ကောင်စီတိုင်ရဲခမရ966နဲ့ခလိုက်ရ95ကိုအေအေကသိမ်းပိုက်လိုက်ပြီးတော့တန်တွဲမြို့ပေါ်နဲ့ငပလီမြို့ကိုထိန်းချုပ်က ဂွားမြို့နယ်ကစစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့စစ်ရေးသိသူများကပြောဆိုထားပါတယ်။ဂွားမြို့ဝင်းပေါင်များဖြစ်တဲ့ဂွားငတိုင်းချောင်းလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဂိတ်နဲ့ဂွားတန်တွဲလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဂိတ်တို့မှာလုံခြုံရေးများတင်းကျပ်ထားကြောင်းဒေသခံတွေကပြောပါတယ်။ဂွားမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အေအေတို့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတော့လဲစစ်ကောင်စီတပ်ရဲ့ပိတ်ဆို့ကန့်သတ်ခြင်းများကိုအခြားမြို့နယ်များနီးတူခံစားနေရတဲ့မြို့နယ်တစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာစစ်ကြောထုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကရင်းမုတ်ရွာနဲ့ပြင်ချောင်းရွာကိုစီးနှင်းပြီးတော့နေအိမ်များကိုမိရှုပ်ဖျက်ဆီးကပြည်သူ၁၀ဦးကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ22ရက်နေ့ညနေ3:00နာရီအချိန်ကလောင်လုံးမြို့နယ်ပြင်ချောင်းရွာကိုအကြမ်းဖက်ဆက်ကောင်စီတပ်ကဝင်းရောက်စီးနှင်းပြီးတော့တဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီရဲ့ကော်မတီဝင်တအုပ်ဖြစ်တဲ့ရဲဘော်ဆူနာမီရဲ့နေအိမ်ကိုမိရှုပ်ဖျက်ဆီးသွားခဲ့တယ်လို့သိရပါတယ်။ရဲဘော်ဆူနာမီတိုက်အိမ်မဲမိရှုပ်သွားတာအရင်ကလည်းနှစ်ခါလောက်ဝင်းမွေဘူးပါတယ်။ဒီတစ်ခါတော့မိတင်ရှုပ်လိုက်တာပါ။ထိခိုက်မှုကတော့မကြားသေးဘူးဗျ။အချင်းနေအသေးစိတ်ကိုတော့စုံစမ်းနေတော့မှပဲရဲဘော်ဆူနာမီကဒဝဲ LGBT community ရဲ့ကိုယ်စားလှယ်အနေနဲ့ တဝဲခေဒီမိုကရေစီအရေးလှုံ့ဆော်မှုတပိတ်ကော်မတီမှာကိုစားပြုပါဝင်နေပြီးတော့တော်လိုင်းတာဝန်များကိုထမ်းဆောင်နေသူတဦးပါလို့ တဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုဒပိတ်ကော်မတီကတာဝန်ရှိသူကပြောဆိုထားပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဇူလိုင်လ16ရက်နေ့ကလည်းလောင်းလုံးမြို့နယ်ရင်းပုတ်ရွာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်၃အိမ်ကိုလည်းမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာမြကပတ်တောင်ပေါ်မှာရှိတဲ့ရေဒါစခန်းကစက်ပစ္စည်းများကိုပြုပြင်ရန်လာရောက်မဲ့အဖွဲ့ကိုကားလမ်းကနေပြီးတော့သွားမကြိုရဲပဲကြီးရွာများအတွင်းကနေစစ်ကြောင်းထိုးကပြည်သူပိုင်းနေအိမ်များကိုမိရှုပ်ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဒေသခံပြည်သူ၁၀ဦးကိုလည်း လူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလောင်လုံးမြို့နယ် PDF အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။အဲ့ဒီစစ်ခွေးတွေကမြားကပတ်တောင်ဒေသခေါ်လာဘုံတောင်ရေဒါစခန်းကိုရေဒါနဲ့ပတ်သက်တဲ့စက်ပစ္စည်းတွေပြုပြင်တဲ့အဖွဲ့ကိုကားလမ်းကနေမလာရဲလို့စစ်ကြောင်းနဲ့ဆင်းလာပြီးတော့တွားကြိုတဲ့အဖွဲ့လို့သိရတယ်။အဲ့ဒီကောင်တွေကမြားကပတ်တောင်ခြေရင်ကဖုန်ကြီးကျောင်းမှာနှစ်ညအိပ်ပြီးမနေ့ကနေ့လယ်ကထွက်လာတာထွက်လာပြီးတော့အဲ့ဒီအနီးတဝိုက်မှာရှိတဲ့ပြင်ချောင်းရွာကိုဝင်းမွေတာနောက်ပြီးတော့လူနေအိမ်တလုံးကိုလည်းမိရှို့သွားတယ်ပြည်သူ၁၀ဦးကိုလည်းဖမ်းထားတယ် စစ်ကြောင်းနဲ့အတူဖမ်းခေါ်သွားတဲ့လူသားတိုင်းပုံစံမျိုးဖမ်းသွားတာလို့လောင်လုံးမြို့နယ် PDF ကတာဝန်ရှိသူကရှင်းပြထားပါတယ်။တနင်္သာရီတိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်များကနယ်မြေစိုးမိုးမှုများဆုံးရှုံးနေပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်များကကြီးလက်ဒေသအများစုကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့အချမ်းဖတ်စစ်ကောင်စီရဲ့လေချောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်၄ရက်တာအတွင်းမှာအရက်သားပြည်သူ15ဦးသေဆုံးသွားပြီးတော့တလနီးပါးကာလအတွင်းမှာပြည်သူ109ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် အကြမ်းဖက်စစ်ကောင်စီရဲ့ဇူလိုင်လ19ရက်နေ့ကနေ22ရက်နေ့အထိ၄ရက်တာအတွင်းမှာလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်ကြောင်မဲနဲ့နောင်ချုံမြို့နယ်တို့မှာအရက်သားပြည်သူ15ဦးသေဆုံးသွားပြီးတော့9ဦးဒဏ်ရာရရှိကနေအိမ်ကိုလုံးထိခိုက်ပျက်စီးခဲ့ရကြောင်းသိရပါတယ်။ဇူလိုင်လ19ရက်နေ့မှာလဲကြောင်မဲမြို့ အင်ဂျင်တောင်အထက်မှာအချမ်းပတ်စစ်ကောင်စီရဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အရသာပြည်သူ၅ဦးထိမှန်တေဆုံးခဲ့ရပြီးတော့စာတင်ကြောင်းနဲ့နေအိမ်၆လုံးပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ20ရက်နေ့ညနေ6:00ခွဲအချိန်ကြောင်မဲမျိုးကဒေသခံပြည်သူ၄ဦးဟာစိုက်ကဲနှစ်စီးနဲ့မောင်းနှင်လာတဲ့အချိန် ဂိတ်ဆောက်စစ်ကောင်စီတပ်သားကတားဆီးမေးမြန်းမှုမရှိဘဲနဲ့ပနဲ့နဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အေရသားပြည်သူ၄ဦးဟာနေရမာတင်ပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့တိတ်ဆုံးသွားတဲ့ဒေသခံ၄ဦးရဲ့ရုပ်အလောင်းများကိုအခင်းဖြစ်သွားတဲ့နေရမာလမ်းဘေးမှာတင်စုပုံပြစ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဇူလိုင်လ၂၁ရက်နေ့ကြောင်မဲမြို့မှာရှိတဲ့နမ်တုံရက်ွက်နဲ့ ရက်ကွက်ရှစ်တို့မှာစစ်ကောင်စီရဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အမျိုးသမီးတအူးဒဏ်ရာရရှိခဲ့ပြီးတော့အမျိုးသားတအူးနဲ့အမျိုးသမီးနှစ်ဦးလက်နက်ကြီးစထိမှန်ပြီးတော့တေဆုံသွားတယ်လို့သိရပါတယ်။အလားတူပဲဇွန်လ22ရက်နေ့မှာလည်းအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုကြောင့်ကြောင်မဲမြို့နယ်နမ်ဟူတောင်အထက်ကျေးရွာမှာကြားရောက်ပောက်ကွဲခဲ့ပြီးတော့ကလင်းငယ်တအူးအပါအဝင်ဒေသခံပြည်သူနှစ်ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲနောင်ချိုရွှေပြည်ညွန့်လန်းအနီးမှာစစ်ကောင်စီရဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်းသိရပါဗါးအလားတူပဲနောင်ချိုရွှေပြည်ညွတ်လမ်းအနီးစစ်ကောင်စီရဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အမျိုးသမီးနှစ်ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါဗါးနောင်ချိုမြို့နယ်ရှောက်ချုံကျေးရွာနယ်ကံကြီးကျေးရွာတို့မှာလည်းလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ပြီးတော့အရသာပြည်သူ၃ဦးသေဆုံးပြီးနေအိမ်၃လုံးထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့သိရပါဗါးဇွန်လ25ရက်နေ့ကနေဒီကနေ့ဇွန်လ23ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့28ရက်ကာလအတွင်းမှာစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်အရသာပြည်သူ109ဦးသေဆုံးပြီး136ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ